မြန်မာနိုင်ငံမှာအဆိုးရွားဆုံးဖြစ်ပေါ်ခဲ့တဲ့ငလျင်ဘေးအတွက်ရှားပွေကယ်ဆယ်ရေးအနေနဲ့လာရောက်ကူညီခဲ့တယ်။မလေးရှားနိုင်ငံမှာကယ်ဆယ်ရေးအဖွဲ့ဝင်များမြန်မာကနေပြန်လည်ထွက်ခွာသွားပြီးဖြစ်ပြီးမလေးရှားနိုင်ငံ၄ဆိုင်မှာတော့မလေးရှားရောက်မြန်မာလူမျိုးတွေကကျေးဇူးတင်စကားလာရောက်ပြောကြားရင်းနဲ့ကြိုဆိုခဲ့ကြတာပဲဖြစ်ပါတယ်။ မြန်မာငလျင်ပေးအတွက်ပြူချအစာဦးတွေအောက်မှာပိမိပိမိနေသူတွေကိုရှာဖွေကယ်ဆယ်ရေးလုပ်ဖို့အတွက်ရောက်ရှိနေတယ်။နိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့တွေကထိုင်း၊မလေးရှား၊အိန္ဒိယနဲ့စင်ကာပူနိုင်ငံတို့ကရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေဟာမြန်မာပြည်တွင်းကနေပြန်လည်ထွက်ခွာသွားပြီဖြစ်တယ်လို့သိရပါတယ်။ မလေးရှားနိုင်ငံ၊အိန္ဒိယနိုင်ငံနဲ့စင်ကာပူနိုင်ငံတို့ကရှားပွေကယ်ဆယ်ရေးလာတဲ့တပ်ဖွဲ့ဝင်တွေဟာပြန်လည်ထွက်ခွာသွားပြီးဖြစ်ပြီးမထွက်ခွာခင်မှာစင်ကာပူနိုင်ငံကလာတဲ့ Singapore Civil Defense Force Operation Lionheart Contingent အဖွဲ့ဟာသူတို့ယူဆောင်လာတဲ့ရှားပွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းကရိယာတွေထဲကရှားပွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းကရိယာ၁၁မျိုးကိုအေပီလာ6ရက်နေ့မှာလှူဒါန်းခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကအတည်ပြုထုတ်ပြန်ထားပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေပြီးမြောက်ပြီဖြစ်တဲ့အတွက်မြန်မာမှာရှာဖွေကယ်ဆယ်ရေးလာလုပ်ပေးတဲ့ထိုင်းနိုင်ငံအရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့ကထိုင်းကိုပြန်သွားတော့မှာဖြစ်တဲ့အတွက်ဂုံပြူနှုတ်ဆက်ပွဲအခမ်းအနားပြုလုပ်ပေးခဲ့ကြောင်းလည်းထုတ်ပြန်ထားပါတယ်။ မတ်လ28ရက်ကမြန်မာနိုင်ငံအတွင်းလှုပ်ခတ်ခဲ့တဲ့ပြင်းအားခွန်တသမခွန်ငလျင်ကြောင့်အဆောက်အဦးနေအိမ်ကိုတိုရီပြိုကျပျက်စီးခဲ့ပြီးလူတွေပြိမိပိမိကုန်တာကြောင့်ရှားဖွေကယ်ဆယ်ရေးတွေဆောင်ရွက်နိုင်ဖို့ရုရှားတရုတ်အိန္ဒိယထိုင်းစင်ကာပူမလေးရှား BNN ဖိလစ်ပိုင်အဆောက်ရှိတဲ့နိုင်ငံတွေကကယ်ဆယ်ရေးအဖွဲ့တွေဝင်ရောက်လာကြတာလည်းဖြစ်ပါတယ် မလေးရှားနိုင်ငံကကိုညီကယ်ဆယ်ရေးအဖွဲ့တွေဟာလည်းကိုညီကယ်ဆယ်ရေးလုပ်ငန်းတွေအထိုင်းလျောက်လောက်ကိုင်းခဲ့ပြီးဖြစ်တာကြောင့်သူတို့ရဲ့နိုင်ငံကိုပြန်သွားခဲ့ကြကောင်းမလေးရှားနိုင်ငံလေးစိတ်မှာတော့မလေးရှားရောက်မြန်မာလူမျိုးတွေကလာရောက်ကြိုဆိုခဲ့ကြသလိုကျေးဇူးတင်ဆက်ကပြောကြားခဲ့ကြတာလည်းဖြစ်ပါတယ် meu casei. Vai, vai, vai.